လူတွေဟာစိတ်ကူးယဉ်ကြတယ်ဗျ။လက်ရှိပြစ်ဆိုးပံဘဝထက်ကိုအနာဂတ်ကိုပိုးပြီးတော့မျှော်မှန်းပြီးတော့စိတ်ကူးယဉ်ကြပါတယ်။စိတ်ကူးယဉ်တာလေးတွေကိုလျှော့ပါ။လူတွေဟာစိတ်ကူးယဉ်ကြတယ်ဗျ။လက်ရှိပြစ်ဆိုးပံဘဝထက်ကိုအနာဂတ်ကိုပိုးပြီးတော့မျှော်မှန်းပြီးတော့စိတ်ကူးယဉ်ကြပါတယ်။ အခုငလျင်ဘေးကြီးမှာတဖြုတ်ဖြုတ်နဲ့ကျွေသွားကြတဲ့လူပုဂ္ဂိုလ်တွေရောတန်ဃာတော်တွေရောအများကြီးပါပဲအဲ့ဒီတဲမှာတန်ဝေရရစရာကောင်းတာကသူ့ကိုကိုမကယ်နိုင် ကိုကိုသူမကယ်နိုင် ကိုကိုသူမကယ်နိုင်ကိုကိုသူမကယ်နိုင်ဆိုတဲ့နေရာမှာတရဏဂုံတင်ပြမဲ့တန်ဃာတော်တွေကလည်းပဲပြန်တော်မူတရဏဂုံတွေကိုခံယူဆောက်တည်ကြမဲ့လူပုဂ္ဂိုလ်တွေကလည်းပဲအိုးအိမ်တွေအကုန်ပြည့်စည်ပြီးတော့မှနေစရာထိုင်စရာမရှိဘူး ပြီးတော့ဒီ body အလောင်းကြီးကိုတကြိုမဲ့ဆက်ယုံကလည်းပဲမလောက်ငါအမတန်ကိုတန်ဝေးရရစီရကောင်းပါလေဘုံမုန်းနေတည်တယ်စာပြေရှင်ဆရာတော်တပါးကစိတ်ကူးရင်လေလိုစိတ်ကူးရင်တော့ဆိုတော့အစာမဝဲပြီးသွားရင်တဲ့ခရီးတွေထွက်မယ်တောင်ကြီးဘက်ကိုသွားမယ်ချယ်တီပန်းတွေကြည့်မယ်သူစားကြင်တာတွေစားမယ်လို့သူပြောခဲ့ပါတယ်အခုတော့ဒီငလျင်ဘေးကြီးမှာ တိုက်ပြီးပြီးတော့ပြန်တော်မူသွားပါပြီစိတ်ကူးရင်ခဲ့တာပေါ့ မြတ်စွာဘုရားလက်ထက်ကကုံတွေကြီးတူဟာဗာရဏသီမျိုးကနေပြီးတော့တာဝတိမျိုးဘက်ကိုကုံရောင်းကုံွယ်လုပ်ဖို့လဲပေါ်မှာကုံတွေအပြည့်တင် ပြီးတော့မှထွက်လာပါတယ်တာဝတိမျိုးရောက်ကန်ဒီမှာမြစ်တခုကရေအမတန်ကို ကြီးမားနေတဲ့အတွက်ရေချောင်းအောင်ဆောင်မယ်ဆိုပြီးဒီဘက်ကမှလဲတွေကို ဖြုတ်ပြီးစတဲ့ချနေပါတယ်မြစ်ရေချောင်းအောင်ဆောင်နေလိုက်တာ တရရလဲမကြနရရလဲမကြခုနှစ်ရက်တိကိုမကြပါဘူးဒါနဲ့ကုံသေးကြီးကတူလာတဲ့အကြောင်းရင်းကတာဝတိမြို့မှာနက္ခတပင်ပွဲရှိတယ်အဲ့ဒီနက္ခတပင်ပွဲမှာသူကုံတွေကိုရောင်းမယ်ဆိုပြီးတော့လာလိုက်တဲ့အခါမှာအခုနက္ခတပင်ပွဲလဲပဲခုနှစ်ရက်ပြီတော့ပြီးသွားပြီကုံသေးကြီးကစဉ်းစားတယ်ငါနောက်ကျောင်းပြန်လဲမယ်ဆိုရင်လည်းပဲအေးလမ်းစရိတ်နဲ့အကုန်ကြများလိမ့်မယ်ဒီတော့မထူးတော့ဘူးဆိုပြီး ဒီဘက်မှာပဲနစ်ပေါက်အောင်နေလိုက်တော့မယ်ငါကုံနေကိုဒီမှာပဲတဖြည်းဖြည်းနဲ့စတဲ့ချပြီးတော့မှရောင်းတော့မယ်လို့ဘုံလေးကြီးကဒီလိုစိတ်ကူးရင်နေပါတယ်မြတ်စွာဘုရားကတာဝတိမြို့လေးကိုဆွမ်းခံကြွလာတော့အဲ့ဒီမြစ်စိတ်နားကိုရောက်လာတဲ့အခါမှာပြုံးတော်မူပါတယ်မြတ်စွာဘုရားဒီအကြောင်းမဲ့ပြုံးလာတော့မဟုတ်ပါဘူးအရှင်အာနန္ဒာကမြတ်စွာဘုရားကိုမေးတယ်မြတ်စွာဘုရားဘာဖြစ်လို့များပြုံးတော်မူတာလဲဘုရားလို့ဆိုတော့အာနန္ဒာတဲ့ဟိုမြစ်တစ်ဖက်ကမ်းမှာ စတဲ့ချနေတဲ့ကုံတွေကြီးကိုမင်းသိသလားသိပါတယ်မြတ်စွာဘုရားအေးအဲ့ဒီကုံတွေကြီးဟာသူ့အသက်ဘလောက်နေလို့နေရမှာသူမသိဘူးတဲ့သူ့အသက်ဟာခொနှစ်ရက်ပဲကျန်တော့တယ်ခொနှစ်ရက်ပြည့်ရင်သူ့အသက်တည်လိုက်မယ်သူ့အသားကိုမသိပဲနဲ့ဒီနေရာမှာနစ်ပေါအောင်နေမယ်ဆိုပြီးသူစိတ်ကူးရင်နေပါတယ်ဆိုတော့အာနန္ဒာကမြတ်စွာဘုရားဒါဆိုရင်တပည့်တော်သွားပြီးတော့တတိပေးလိုက်ရင်ကောင်းမလားဗျာအေးအာနန္ဒာအဲ့ဒီပုဂ္ဂိုလ်ကမင်းနဲ့တိတယ် အကျွမ်းဝင်နေဆိုရင်တော့သွားပြီးတော့သတိပေးလိုက်ပါလို့ပြောတော့ရှင်အာနန္ဒာကအဲ့ဒီကုံတွေကြီးရှိကိုသွားပြီးတော့အလူခံပါတယ်ကုံတွေကြီးကလည်းပဲတရာတရားရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ဆွန်လောင်းလူပါတယ်အဲ့ဒီမှာရှင်အာနန္ဒာကပြီးတယ်ကုံတွေကြီးတဲ့ခမရဒီနေရာမှာဘလောက်နေဖို့စစ်ကူထားလဲရှင်ဘုရားတပည့်တော်ဒီနေရာမှာအမြင့်ပေါအောင်နေမယ်ဘုရားဒီကုံတွေကိုရောင်းလို့ဆွန်မကုံမတပည့်တော်ပြန်မယ်ဘုရားဒီလိုလျှောက်ပါတယ် ကုံတယ်ကြီးတဲ့ခမညာစိတ်ကူးတွေအရန်ရင်မနေနဲ့ကုံတယ်ကြီးရဲ့နာမည်ကဥကျွဲလို့ခေါ်ပါတယ်ဥကျွဲတဲ့ခမညာစိတ်ကူးတွေရင်မနေနဲ့ခမညာအသက်ဟာခொနှစ်ရက်ပဲကြာတော့တယ်ကုသိုလ်ကောင်းမှုတွေအများများပြုပါလို့ပြောလိုက်တော့သူတော်ကောင်းတွေပြောတဲ့စကားဆိုတာမမားနိုင်ဘူးလို့ဒီဥကျွဲကြီးကလည်းပဲသဘောပေါက်ပါတယ်အဲ့တော့ထိတ်လန့်သွားပြီးတော့မှအာရှင်ဘုရားတပည့်တော်ဒါဆိုရင်ရှင်ဘုရားနဲ့တော့ နန်ဃာတော်ဒီရောမြတ်စွာဘုရားကိုရောတပိတော့ဆွံ့လူခြင်းပါတယ်ဗျာတပိတော့ခொနည်းပြည့်ရင်တည်မှာဆိုတော့တပိတော့ကြောက်လာကြည်ရဲ့ဗျာဆိုတော့အယံကြီးလည်းမကြောက်ပါနဲ့ကုသိုလ်တရားတွေကိုအားကိုးပါလို့ပြောတော့အဲ့ဒီမှာလေကုံနေကြီးဟာနောက်ရက်ကစားပြီးတော့တန်ဃာတော်ရှင်သမြတ်တွေကိုပင့်သူပါလာတဲ့ကုံတွေကိုရောင်းချတောင်းချပြီးတော့တန်ဃာတော်တွေကိုဆွန်းနေကဆွန်းနေလူမြတ်စွာဘုရားရှိကတစ္ဆာလေးပါးတရားကိုနာလိုက်ရတဲ့အခါမှာသောတာပန်ပုဂ္ဂိုလ်ကြီးဖြစ်သွားပါတယ် ခုနှစ်ရက်ပြည့်ပြီလဲဆိုရောခေါင်းမူတယ်ခေါင်းကိုက်တယ်အဲ့ရတဲ့မှာခဏလဲလိုက်တာအဲ့ဒီမှာအတက်ပါထွက်သွားတယ်ဒေါ်သီတာပေါ်မြတ်စွာဘုရားရဲ့တစ္ဆာလေးပါတရားကိုအနာလိုက်ရလို့ဒါကြောင့်မို့တရားနာမပြင်းကြပါနဲ့အချိန်ရှိတုန်းပုသူကောင်းမှုတွေကိုအများစွာလုပ်ကြပါအသက်အရွယ်ဆိုတာဘေးသက်အရွယ်မှာတည်ရမယ်ဘေးကာလမှာတည်ရမယ်ဘေးယောဂာနဲ့တည်ရမယ်ဘေးနေရာမှာတည်ရမယ်ဘလို့ပုံစံမျိုးနဲ့တည်ရမယ်ဆိုတာဘယ်သူမှမတိကြပါဘူး အဲ့ဒီဥကျွဲဆိုတဲ့ကုံတွေကြီးဟာတည်လဲတည်ပြီးလဲဆိုရောသူတိတာနတ်ကြီးကိုရောက်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာတရားရှိလို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဖုံဖုံတို့တွေရောအားလုံးဟာစိတ်ကူးရင်နေကြတာဖြစ်ပါတယ်။ငါတို့ဘဝဟာမြဲလာပြီးငါတို့အသက်ဟာမြဲလာပြီးငါတို့ရဲ့စီးစိမ်တွေဟာမြဲလာပြီးအသက်စီးစိမ်ခန္ဓာအိမ်ကတိမ်တခက်နဲ့ကြည်ရင်ပြတ်တော့မျက်စိအောက်တွင်ပျောက်လွင်စင်၏။တက်စီးစိမ်ခန္ဓာအိမ်ဆိုတာ ပိန်တခက်လိုပဲမျက်စိအောင်မှာပျောက်ပြီးတော့လွင့်ဆင်သွားတာပါပဲဒါကိုသဘောပေါက်ပြီးတော့စိတ်ကူးရင်သားလေးတွေကိုရှော့ပြီးတော့တက်ရှိရှိတော့ပြစ်စုံပါမှာအကောင်းဆုံးဘလို့ကုသိုလ်ကောင်းမှုတွေကိုလုပ်နိုင်မလဲကြိုတွေးပြီးတော့မှအားလုံးကုသိုလ်ကောင်းမှုတွေများစွာလုပ်နိုင်ကြပါစေအားလုံးဘေးပြာဝေးကွာ၍စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခမညာ